မိကလာပါကောရင်သုအဝါဒစာပထမဆုံးအခန်းကြီး73ကို အတူတကွနက်နက်ရှန်ရှန်ဆွေးနွေးဖို့ကြိုးစားပါတယ်ဒီအခန်းကို လူများစုသိကြတာကတော့ချစ်ချင်းမိကအခန်းကြီးပေါ့ဓမ္မတိချန်နဲ့မှာ တကယ်ကိုပဲအင်မကန်ထင်ရှားတဲ့အပိုင်းတစ်ခုပါဒီနေ့ကျွန်တော်တို့အထူးကဆွေးနွေးသွားကြင်တာကတော့ဟုတ်ရင်ကျမ်းစာကို လက်တွေ့ကြကြနည်းနည်းနည်းလေ့လာသုံးသပ်မှုတွေလုပ်တဲ့ The Wise Believers ဖွဲ့ရဲ့အချက်လက်တွေပေါ့ အဲ့ဒါတွေကိုအခြေခံပြီးတော့ဒီကျမ်းပတ်ရဲ့အဋ္ဌကဆိုလိုရင် အနိတာရကိုပို့ပြီးတော့နားလည်ဖို့စူးစမ်းကြည့်ကြမှာပါဒီအခန်းကဘာကြောင့်မြဒီလောက်တော့အေးပါနေရတယ်လဲဆိုတာလေးပေါ့ဟုတ်ကဲ့အမ်ဒီကျမ်းပတ်ရဲ့နောက်ခံလေးကိုရင်နားလည်ထားဖို့ကအရေးကြီးတယ်လို့ထင်ပါတယ် တမန်တော်ရီရှင်ပေါလုကကောရင်သုမြို့ကအသင်းတော်စီကိုဒီစာကိုရေးခဲ့တာပေါ့နော်။သူကအခန်းကြီး၁၂မှာလေအာဝိညာဉ်တော်ရဲ့စုကျေးဇူးတွေအမျိုးမျိုးသောစွမ်းရည်တွေကြောင့်အကျေအဝန်ပြောခဲ့ပြီးမှဒီအခန်းကြီး၁၃ကိုတမင်တကားထည့်ရေးထားတာပြရမှာပါ။အိုးဟုတ်ကဲ့။ဆိုလိုချင်တာကတော့လေအရင်အခန်းမှာပြောခဲ့တဲ့အံဩစရာစုကျေးဇူးတွေအရေးချင်းနေရှိနေရင်တောင်မှပေါ့။အဲ့ဒါတွေအလုံးထက်ပိုပြီးအရေးကြီးတဲ့မရှိမဖြစ်လိုအပ်ခဲ့ရာတစ်ခုရှိနေသေးတယ်။ အဲ့ဒါကတော့ချစ်ချင်းမေတ္တာပဲဆိုတော့ကိုအထူးဖြူပြီးတော့ဟိုတင်မိမောင်းထုတ်ပြခြင်းတဲ့သဘောပါအဲဒါဆိုရင်ဒီအခန်းကအရင်ခန်းရဲ့အဆက်လိုမျိုးဒါမှမဟုတ်အဓိကတော့ချက်လို့ပြောလို့ရမယ်သဘောပေါ့ဟုတ်တယ်အရေးချင်းတွေလှုပ်ဆောင်ချက်တွေအားလုံးရဲ့ပေါ်ကနေအုပ်စိုးထားတဲ့အရာတစ်ခုဖြစ်ချစ်ချင်းမေတ္တာကိုတင်ပြထားဝင်ရပါရဲ့ကောက်ပြီလေ ဒါဆိုရင် the wise believers ရဲ့ question ဆီဖြာမှုတွေကပထမဆုံးအချက်ချစ်ချင်းမေတ္တာရဲ့မရှိမဖြစ်လွတ်မှုဆိုတဲ့ဘက်ကနေစလိုက်ကြပါတော့ပေါ့ရှင်ပါလုကဘာကြောင့်ချစ်ချင်းမေတ္တာကိုဒီလောက်တောင်အဓိကကြားတယ်လို့ပြောတာပါလိမ့်ပထမအခန်းငယ်၃ကိုကြည်လိုက်ရင်လေတော်တော်လေးပြင်းထန်တဲ့ပြောဆိုချက်တွေကိုတွေ့ရတယ်လူဘာသာစကားတွေကောင်းကင်တမန်တွေဘာသာစကားတွေကိုပြောနိုင်စွမ်းရှိရတော့ prophet ပြုနိုင်တဲ့ညာတော့နည်းနည်းတဲ့အသိပညာတွေအားလုံးကိုသိရှိတာတော့ တောင်တွေကိုတောင်ရွှေ့နိုင်လို့တဲ့ယုံကြည်ခြင်းမျိုးရှိနေတာ။နောက်ကိုယ့်ရဲ့ပိုင်ဆိုင်တမျိုးကိုစင်ရတာတွေကိုတော့ဝင်းကဆွန့်ကြဲတာ။နောက်ဆုံးကိုယ့်ခန္ဓာကိုမိရှို့ဖို့အနန္တမျိုးလို့အစွန်းရောက်တဲ့လောက်ရည်လုံနိုင်အောင်မှာပေါ့လေ။ချစ်ချင်းမေတ္တာမရှိဘူးဆိုရယ်အချင်းနှီးတတ်တတ်ပဲဘာအကျိုးအမြတ်မှမရှိဘူးလို့ဆိုထားတယ်။ပြီးတော့ဟိုဥပမာလေး အတံမီသောတံဖို့ခရာသို့မဟုတ်တီးတံကိုသာပိတ်တတ်သောလင်းခွန်းနဲ့တူတယ်ဆိုတာကလည်းတော်တော်လေးစဉ်းစားစရာပဲဆိုလိုတာကအတံမဲကျန်နေပြီးအထဲမှာအနစ်တရားမရှိတဲ့စုညာလန်တက်သက်ဖြစ်သွားမယ်ဆိုတဲ့သဘောမျိုးလားဘာကြောင့်ဒီလိုပင်ပင်းစံစံပြောရတာလဲဆိုတာတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ ဒီချက်ကတကယ်ကိုအဓိကကျပါတယ်ရှင် The wise believers ရဲ့တုံးတက်ချက်မှာလေးပြထားတာကတော့လေရှင်ပေါလုကဒီနေရာမှာအပြင်ပန်းလှုပ်ဆောင်ချက်တည်းရဲ့နောက်ွယ်ကအတွင်းစိတ်ရင်ဖို့ရည်ရွယ်ချက် motive ရဲ့အရေးပေါ်မှုကိုထောက်ပြနေတာပါပဲအတွင်းစိတ်ရင်ဟုတ်ကဲ့လောက်ရက်တွေကဘလို့ပဲအထင်ကြီးစရာကောင်းနေပါစေလူတွေဘလို့ပဲချီးကျူးနေပါစေအဲ့ဒီလောက်ရက်ကိုဖြစ်ပေါ်စေတဲ့အရင်ခံစိတ်ဆုံးမှုကချက်ချင်းမေတ္တာမဟုတ်ဘူးဆိုရင်လေဖရာသခင်ရဲ့အမိအမတော်တန်ဖိုးမရှိဘူးအနစ်မဲ့ထွားတယ်လို့ဆိုလိုတာပါအင်း ချစ်ချင်းမေတ္တာဆိုတာဖရာသခင်ကိုရိုတိုင်းရဲ့ပင်ကိုတဘာဝဖြစ်တယ်လို့သူအလေးနဲ့တမိုးထားတဲ့အဓိကအရေးသွေးလေးဖြစ်တယ်လေဒီချစ်ချင်းမေတ္တာမပိုင်ရင်အပေါ်မှာပြောခဲ့လေအံမခန်းစုကျေစုတွေဆွလွအနစ်နာခံမှုတွေတော့မှကိုကုံကိုဖော်ဖို့ကိုကြိုးရှာဖို့ဒါမှမဟုတ်တခြားသောကိုယ်ပိုင်ရွေချက်တွေတဖြစ်သွားနိုင်နေဟုတ်တယ် အတန်ကျယ်ပြီးအရင်ဆိုင်ခင်ရပြီမေအထဲမှာဘာမှမရှိရဲ့လင်းခွေလိုဖြစ်သွားမှာပေါ့နောက်တစ်ချက်ကလည်းအခန်းကြီးဆန်းနှစ်မှာပြောခဲ့တဲ့ဝိညာဉ်စုကျေးဇူးတွေဟာအတင်းတော်ဆိုလိုတာကအတိုင်းဝိုင်းတစ်ခုလုံးကို တိဆောက်ဖို့ပေးထားတာဖြစ်တယ်ဗော။ဟုတ်ကဲ့တိဆောက်ဖို့အဲ့လိုတိဆောက်မှုဖင်းမြောက်ဖို့အတွက်အခြေခံလိုအပ်ချက်ကချစ်ချင်းမေတ္တာပဲချစ်ချင်းမေတ္တာမပါဘဲနဲ့ကိုယ့်ရဲ့စုကျေစုတွေကိုတုံးရင်လေအတိုင်းဝိုင်းကိုတိဆောက်မဲ့အစားမာနတွေပြိုင်ဆိုင်မှုတွေတင်းကွဲမှုတွေထိစေပြီးတော့ပျော်ကွဲအောင်အောင်လုပ်မိနိုင်တယ်။အိုးဒါလည်းဖြစ်နိုင်တာပဲ။ဒါကြောင့်ချစ်ချင်းမေတ္တာမရှိရင်ဘာမှအကျိုးမရှိဘူးဆိုတာကပို့ကိုရဲ့အရာအတိုင်းဝိုင်းအတွက်ပါမှန်ကန်နေတာပါ။ အဲ့ဒီရှင်းပြချက်ကတော်တော်လေးမျက်လုံးဖွင့်ပေးသလိုပါပဲလူရရဲ့အရွယ်အစားဒါမှမဟုတ်လူမင်ကောင်းမှုထက်အဲ့ဒီလူရရဲ့နောက်ကွယ်ကနှလုံးသားထဲကဆဲ့ဆောင်မှုကအဆုံးဖြစ်ပေးတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်အဓိကကအဲ့ဒါပါပဲတကကိုယ့်ရဲ့လူဆောင်ချက်တွေအလူအတိုင်းတွေဘာသာရေးအကျင့်ကြောင်ပြန်ပြီးစမ်းစစ်ဆေးတဲ့အချက်ပဲကောင်းပြီချစ်ချင်းမေတာကဒီလောက်တောင် အခြေခံကြပြီးအရေးပါတယ်ဆိုရင်ရှင်ပေါ်လို့ဆိုလို့တဲ့ချစ်ချင်းမေတာကတော့ဘယ်လိုမျိုးလဲတွေ့ရတဲ့ဘာဝ သူ့ရဲ့အရေးတွေးတွေလာပါတယ်လဲ The wise believers ရဲ့သုံးသက်ချက်တွေကဒုတိယဖန်ချစ်ချင်းမေတ္တာရဲ့ဂုံတတိ15ချက်ကိုဆက်ပြီးကြည့်လိုက်ကြရအောင်အခန်းငယ်၄ကနေခေါ်မှာချစ်ချင်းမေတ္တာရဲ့အရေးတွေးတွေကိုစီးတန်းပြီးဖော်ပြထားတာတွေ့ရတယ် The wise believers ကထောက်ပြထားတဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့ဒီနေရာမှာပြောတဲ့ချစ်ချင်းမေတ္တာဆိုတာအချစ်တစ်ချင်းနဲ့ကလို့ romantic ဆန်တယ်အလိုလိုပေါ်လာတဲ့ခံစားချက်မျိုးတတ်တယ်မဟုတ်ဘူးဟုတ်ကဲ့ဒါကတက်ကြွတဲ့လက်တွေ့လှုပ်ဆောင်မှု active choice and action ဖြစ်တယ် ဆိုတာပါပဲဥပမာတချို့ကိုကြည့်ရင်ချစ်ချင်းမေတ္တာသည်စိတ်ရှည်တတ်သည်ကျေးဇူးပြုတာဤဒါကတူလို့တဲ့အပိုင်းမို့ဟုတ်ကဲ့ပြီးတော့ဂုံပြိုင်ခြင်းမရှိဝါချွားခြင်းမရှိ မမနာမရှိဒါကတူမလို့တဲ့အပိုင်းမှန်ပါတယ်မလျော့ပတ်စွာမကျင့်တဲ့ကိုအချိုးကိုမရှာတဲ့ဒေါတာအမျက်မထက်တဲ့အပြစ်ကိုမတားမထားတဲ့ဒီလိုဆက်သွားတယ် ဆိုတော့ဒါကချစ်ချစ်မေတ္တာရဲ့လှုပ်ဆောင်မှုတော့ထင်းချုံမှုတော့နှစ်ဖက်စလုံးကိုပြနေတယ်လို့ပဲเนาะဟုတ်ပါတယ်ဒီသွေးရဲ့နည်းနည်းမှုကိုကြည့်ရင်လေဒါရီယာတာမန်ကိုချင်းတရားဆိုင်ရာလိုက်နိုင်ရမယ့်စီကံချက်တွေစရင်တင်မဟုတ်ပါဘူး the wise believers ရဲ့တုံးသက်ချင်ရဆိုရင်ဒါရီဟာဘုရားသခင်ရဲ့ကိုပိုင်စာရဲတောင်းတယ်သူကလူသားတွေပေါ့ဘယ်လိုချစ်တယ်ဆိုတာကိုထင်ဟပြနေတဲ့ပုံစံတွေဖြစ်ပါတယ်။အော်ဘုရားရဲ့ပုံစံတော်ကိုပြလာပေါ့။ဟုတ်ကဲ့။တနည်းအားဖြင့် ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဟာလူအပ်တာမှာဘလို့ပုံမောတင်တယ်လဲဆိုတာကိုဖော်ပြနေတာပါ။ဒါကြောင့်ဒီဖော်ပြချက်ကလေချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့လောကရဲ့တာမန်အပေါ်ရဲ့နောက်လည်မှုတွေဥပမာချစ်တဲ့ဆိုရင်အမြဲတမ်းပြောစရာကြီးပဲလွယ်လွယ်ကူကူပန်းဆိုတဲ့အသွေးမျိုးတွေကိုစင်ခေါ်နေရပါ။ဟုတ်တယ်တကယ်ကမလွယ်ဘူးနော်တကယ်တမ်းကျတော့ချစ်ချင်းမေတ္တာဟာအထူးသဖြင့်ခက်ခဲတဲ့အခြေအနေတွေမှာပေါ့ဥမာဟိုခက်သိမ်းသောအရာကိုတီးခံတတ်ဤဆိုတာမျိုးလေ တတိယနာစစ်ပိုင်းဖြတ်မှုနဲ့ရွေးချယ်လှုပ်ဆောင်ရတဲ့လှုပ်ဆောင်ချက်တွေဖြစ်နေတယ်။ဟုတ်ကဲ့။ဥပမာနှစ်ခုလောက်ကိုလည်းအသေးစိတ်ကြည့်ရအောင်လား။ကောင်းပါလေ။အဖြစ်ကိုမှတ်သားမထားတဲ့ဆိုတာကိုကြည့်ပါ။ဒါကလူတစ်ယောက်ကကိုယ့်အပေါ်လှုပ်ခဲ့တဲ့မှွားယွင်းမှုတွေကိုစိတ်ထဲမှာစရင်လှုပ်ပြီးတင်းထားတာမျိုးအညှိုးထားတာမျိုးမလှုပ်ဘူးလို့ဆိုလို့တယ်။ဟွန်း။ဒါခက်မဲ့ထင်တယ်။ဟုတ်တယ်။ဒါဟာတကယ်ခွင့်လွှတ်ခြင်းရဲ့အခြေခံပဲလေ။လွယ်တယ်လားဆိုတော့မလွယ်ဘူးပေါ့။ဒါပေမဲ့ဒါဟာချစ်ချစ်မေတ္တာရဲ့လှုပ်ဆောင်မှုတစ်ခုပဲ။နောက်တစ်ခု မတရားတာ အမှုနိုင်ဝါမြောက်ခြင်းမရှိပဲတမာတရားနိုင်ဝါမြောက်တာဤဆိုတာကောဟုတ်ကဲ့ကိုကြိုက်တဲ့သူကိုပဲတော်တာမောနီရင်တောင်မျက်စိမိတ်အားပေးတာမျိုးမဟုတ်ပဲဘာကမှန်လဲလဲဘာကတရားတယ်လဲဆိုတဲ့အပေါ်မှာယက်တီပြီးဝါမြောက်တာကိုဆိုလိုတယ်อืมဒါလဲတော်တော်ရင်ကျက်မှုလိုအမှချပဲဟုတ်ပါတယ်ဒါဟာကိုပိုင်းခန်းစားချက်ထက်အမှန်တရားကိုဦးစားပေးတဲ့ရင်ကျက်တဲ့ချစ်ချင်းမေတ္တာရဲ့သရုပ်တကံပဲ The wise believers ရဲ့လေးလာမှုမှာအလေးပေးထားသလိုပေါ့ ဒီရေးသွေးနေကိုစာတီးအတိတ်မဟုတ်ပဲနေ့စဉ်ဘဝရဲ့ဆက်ဆံရေးတွေမှာလက်တွေ့ကျင့်သုံးဖို့ကအဓိကဖြစ်ပါတယ်ရှင်တကယ်ကိုလက်တွေ့ကြပြီးကိုလင်းရတဲ့လမ်းကျွန်းချက်တွေပဲချစ်ချင်းမိတာဆိုတာစိတ်ကူးရင်စမ်းတဲ့ရာမဟုတ်ပဲတကယ်လက်တွေ့ဘဝမှာအသက်ရှင်နေတိုင်းပြမယ်တခါတလေမှအလွန်ခက်ခဲတဲ့ရာဖြစ်နေတာကိုတွေ့ရတယ်ဒါကိုကျင့်ကြံမှုဆိုတာတော်ရုံစိတ်ပိုင်းဖြုံမှုအားထုတ်မှုနဲ့မရနိုင်ဘူးလို့ထင်တယ်မှန်ပါတယ်ဒီလိုတက်ကြွပြီးအသက်ဝင်တဲ့ချစ်ချင်းမိတာကိုဘယ်လိုမွေးမြူရမလဲ ဘလို့အသက်ရှင်ရမလဲဆိုတာတော့စက်ပြီးစဉ်းစားရမယ့်ချက်ပဲ။ကောင်းပြီ။ဒီအချက်ကနေစက်ပြီးတော့အခန်းရဲ့တတိယပိုင်းချစ်ချင်းမေတ္တာရဲ့ထာဝရတည်မြတ်မှုဆိုတဲ့အကြောင်းအရာကိုဆက်တော့ကြည့်အောင်။ဒီအပိုင်းကလည်းအရင်အရေးကြီးတယ်လို့ The Wise Believers ကဆိုထားပါတယ်နော်။ဟုတ်ကဲ့။အခန်းငယ်ရှိကနေစက်ပုံမှလေအရင်ပြောခဲ့တဲ့ဝိညာဉ်စုချေစုတဲ့နဲ့ချစ်ချင်းမေတ္တာကြားကခြားနာချက်ခုကို အတိကထောက်ပြထားတယ်။ ပြောဖက်ပြုချင်းလိုညာဆိုင်ရာစုကျစုတွေအမျိုးမျိုးသောဘာသာစကားတွေပြောဆိုချင်းလိုစုကျစုတွေဟာ꽌ပြောက်သွားလိမ့်မယ်တိတ်ဆိတ်သွားလိမ့်မယ်လို့ရှင်းရှင်းလင်းလင်းကိုပြောထားတယ်ဟုတ်တယ်ယာယီသဘောပေါ့ဘာကြောင့်လဲဆိုတော့စုံလင်းတော့အရာရောက်လာတဲ့အခါမှာဒီအစိတ်ပိုင်းသဘောဆောင်တဲ့အရာတွေမလွတ်လပ်တော့လို့ပါပဲတဲ့ဒီကိုရှင်ပေါ်လူကလည်းရှိကျွန်တော်ရဲ့အတိပညာနားလည်မှုအခြေအနေကိုမှန်ထဲမှာမရှင်းမလင်းမြင်ရတယ်လို့ပဲလို့ဥပမာပေးတယ်ဟုတ်ကဲ့နောက်ပိုင်းကြတဲ့တော့မျက်နာချင်းဆိုင်တွေ့မြင်ရတယ်လို့ ရှင်းလင်းစွာသိမြင်လာမယ်လို့ဆိုထားတယ်။ဒီမှန်ထဲမှာမြင်ရတာနဲ့မျက်နှာချင်းဆိုင်မြင်ရတာနိုင်ရင်ချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့အခုသိနေရတာဘလော့အကအသက်ရှိနေသေးလဲဆိုတာကိုပြနေသလိုပဲ။ဟုတ်ပါတယ်။အဲ့ဒီစုံလင်တော့အရာ Italian ဆိုတဲ့စကားလုံးကအထိပယ်များကြီးရှိနိုင်ပြီမဲ့လေ။ဒီနေရာမှာအများစုလက်ခံကြတာကတော့ခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမယ့်အချိန် ဒါမှမဟုတ်ထာဝရနိုင်ငံတော်တည်ထောင်မဲ့အချင်းကိုယည်ညွန်းတယ်လို့ယူဆကြရတယ်ရှင်။အော်ထာဝရကာလကိုဆိုလိုတာပေါ့။ဟုတ်ကဲ့။ဆိုလိုတာကအခုကျွန်တော်တို့အသက်ရှင်နေတဲ့ဒီခေတ်ကာလမှာကျွန်တော်တို့ရဲ့အတ္တပညာနဲ့နားလည်နိုင်စွာကတစိတ်တစ်ပိုင်းပဲရှိသေးတယ်။အဲ့ဒီတစိတ်တစ်ပိုင်းအတ္တကိုဖြစ်စည်းပေးဖို့အတင်းတော်ကိုတိဆောက်ဖို့ဝိညာဉ်စုကျေးဇူးရဲ့လွယ်အပ်တယ်ပေါ့။ဟုတ်ကဲ့။ ဒါပေမဲ့ဘုရားသခင်နဲ့မျက်နှာချင်းဆိုင်တွေ့ရမယ်ယာအလုံးပြည့်စုံစွာချင်းရှားလာမယ်ထာဝရကာလရောက်လာတဲ့အခါမှာတော့ဒီယာယီကိရိယာတွေဖြစ်တဲ့စုကြည့်စုတွေမလိုအပ်တော့ဘူးမန်ထင်းမှာအရင်ကြည့်နေရတဲ့အဖြစ်ကနေတကယ်ပကတိအမှန်တရားကိုတိုက်ရိုက်မြင်တွေ့ရတော့မှာကိုရှင်းသွားပါပြီဒီနေရာမှာ the wise believers ရဲ့သုံးသက်ချက်ကအရေးကြီးတဲ့မေခွန်းတစ်ခုကိုမေ့ထုတ်စေတယ်ဟုတ်ကဲ့ပါမြန်လေအဲ့တော့တော့တခြားစုကြည့်စုတွေအလုံးကွဲပြောက်သွားပြီမဲ့အခန်းငယ်73မှာ ယခုမူကယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ချစ်ခြင်းမေတ္တာဤသုံးပါးတည်လျက်ရှိလို့ဘာကြောင့်ပြောထားတာလဲဆိုတာပါ။ဟွန်းဟုတ်တယ်။ယုံကြည်ခြင်း၊မျှော်လင့်ခြင်းနဲ့ချစ်ခြင်းမေတ္တာကဘာကြောင့်များထူခြားပြီးသာဝရတည်မြဲနေရတာလဲ။ဟုတ်တယ်။အဲ့လားတော်တော်စိတ်ဝင်စားကြမယ်ဝင်မယ်။စုကျေးဇူးတွေပျောက်ကွယ်သွားမယ်။ဒါမဲ့ဒီသုံးခုကကြံ့နေမယ်ဆိုတော့တို့မှာ ဘလို့ထူးခြားတဲ့တဘာဝများရှိနေလိုပါလဲ The wise believer ရဲ့ရှင်ပြန့်ချက်ကဒီလိုပါရှင်။ထာဝရနိုင်ငံတို့ရောက်တဲ့အခါယုံကြည်ခြင်းဟာမျက်မြင်တွေ့ရှိခြင်းဖြစ်သွားမယ်။မျက်မြင်တွေ့ရှိခြင်း။ဟုတ်ကဲ့။ဆိုလိုတာကကျွန်တော်တို့အခုမမြင်ရဘဲယုံကြည်နေရတဲ့အရာတွေကိုအဲ့ဒီခါကျရင်တကယ်လက်တွေ့မြဝါခြင်းသမြင်တွေ့ရတော့မှာ။ဟုတ်ကဲ့။မျှော်လင့်ခြင်းကလည်းပြည့်စုံခြင်းဖြစ်သွားမယ်။ ကျွန်တော်ဆောင်မြော်နေရဲ့ဖျားခင်ရဲ့ကတိတော်လေးထာဝရအတ္တနဲ့ဘုံရှိဆိုင်လေးအားလုံးလက်တွေ့ခံစားရတော့မှာอืมဆရာယုံကြည်ခြင်းနဲ့မျောလင့်ခြင်းဟာသူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိသွားပြီဖြစ်လို့သူတို့ရဲ့လက်ရှိပုံစံအတိုင်းဆက်တည်ရှိလေဖို့မလိုတော့ဘူးလို့ပြောနိုင်ပါတယ်တဲ့ဒါပေမဲ့ချစ်ချင်းမေတ္တာကတော့မတူဘူးသူကကွက်ပြောက်မသွားဘူးဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ချစ်ချင်းမေတ္တာဟာထာဝရနိုင်ငံတော်ရဲ့ပင်ကိုယ်တဘာဝ ဖျားသခင်ရဲ့ပင်ကိုအနစ်သာရဖြစ်နေလိုပါပဲ။ဆက်ယောဟန်လေးတည်းရှိမှာဖျားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏လို့ဆိုထားတယ်မို့လား။ဟုတ်ကဲ့မှန်ပါတယ်။ဒါကြောင့်ချစ်ချင်းမေတ္တာဟာအဆုံးမရရှိမဲ့အရာတစ်ခုမဟုတ်ပဲအဆုံးမဲ့သာဝရတည်ရှိနေမဲ့အခြေအနေကိုယ်တိုင်ဖြစ်နေတယ်။ဟောဒါကြောင့်ကို ဒါကြောင့်ရှင်ဘောလိုကဤထုံးပါတွင်အကြီးမြတ်ဆုံးသောအရာကချစ်ချင်းမေတ္တာပေးသည်လို့အခိုင်အမာကြေညာလိုက်တာဟာအလွန်နဲ့နဲ့တဲ့အတိပဲရှိသွားတယ်။ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းကကျွန်တော်တို့ကိုထာဝရစီတို့ပို့ဆောင်ပေးတဲ့အရေးကြီးတဲ့ယန္တေဖြစ်ပေမဲ့ချစ်ချင်းမေတ္တာကတော့အဲ့ထာဝရနိုင်ငံတော်ရဲ့လီထုအဲ့ဒီနိုင်ငံတော်ရဲ့အသက်ဖြစ်နေတယ်။ဒါကြောင့်သူကအကြီးမြတ်ဆုံးပဲပေါ့။အဲ့ဒီရှင်ပြချက်ကချစ်ချင်းမေတ္တာရဲ့အရေးပါမှုနဲ့ ထာဝရတည်မြဲမှုအပေါ်မှာမြင့်တက်တခုရစေပါれတကယ်ကိုပဲလက်ရှိဘဝရဲ့အောင်မြင်မှုတွေစွမ်းဆောင်ရည်တွေအသိပညာတွေအလုံးဟာအချိန်တန်ရဲ့ကွဲပြောက်သွားနိုင်ပေမဲ့ချစ်ချစ်မေတ္တာကတော့ထာဝရတည်မြဲနေမယ့်အရာဖြစ်တယ်ဆိုတဲ့အသည့်ကကျွန်တော်တို့ရဲ့ဦးစားပေးမှုတွေကိုပြန်လည်စဉ်းစားစေပါれဟုတ်ကဲ့ကောင်းပြီဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေအလုံးကိုခြုံငုံပြီးပြန်ကြည့်လိုက်အောင် the wise believers ye ton ta chak ka ni chano ro ya yu nai de adika mata sya a chet ti ga ba ri phi ma le parama so ne a ye ji song a chak ka ro chano ro ye a ye chin de lok saung chet de winyin su jesus di a no tha chi chi mitta ko shetan tin pho u sa pyo ho lo de so ra ba be ma ba de ba lo pe lo lo ဘလို့စွမ်းရည်ပဲရှိရှိအဓိကမောင်းနေအားအရင်ခံစိတ်ရင်းစေတနာကချစ်ချစ်မေတ္တာဖြစ်တဲ့နေပေါ့။ဒါကိုချစ်ချစ်မေတ္တာကိုပထမထားပါလို့မှတ်ထားနိုင်ပါတယ်။ဒုတိယအချက်က ချစ်ချင်းမေတ္တာဆိုတာခံစားချက်တသက်မဟုတ်ဘူးတကယ်လက်တွေ့ဘဝမှာချင့်ကြံရမယ်လှုံ့ဆော်ရမယ်အရာဖြစ်တယ်ဟုတ်ကဲ့လက်တွေ့ကြရမယ်ရှင်ဘောလူဖော်ပြထားတဲ့ဂုံတတ်တည်ရစိတ်ရှိခြင်းကျေးဇူးပြုခြင်းမနာလိုမဖြစ်ခြင်းအမျက်မထွက်ခြင်းစတာတွေအတိုင်းနေစဉ်ရဲ့ဆက်ဆံရေးတွေမှာအသက်ရှင်နေထိုင်ဖို့ကြိုးစားအားထုတ်ရမယ်ဆိုတာပါပဲဒါကိုချစ်ချင်းမေတ္တာကိုလက်တွေ့ကျင့်သုံးပါလို့မှတ်နိုင်ပါတယ် ပြီးတော့ဒုတိယအချက်ကတော့ချစ်ချင်းမေတ္တာရဲ့သာဝရတည်မြဲတဲ့တန်ဖိုးကိုအတိအမှတ်ပြုပြီးအာယုံစိုက်ဖို့ပါလောကမှာအချိန်တိုင်းရင်တန်ဖိုးကြသွားမယ်ပျောက်ကွယ်သွားမယ်အရာတွေအများကြီးရှိပေမဲ့ချစ်ချင်းမေတ္တာကတော့ဘယ်တော့မှမဆုံးဘယ်တော့မှတန်ဖိုးမကြဘဲသာဝရတည်မြဲနေမှာဖြစ်တဲ့အတွက်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့အချင်းခွန်အားအရင်းမြစ်တွေကိုဒီအပေါ်မှာယင်းနှိမ့်မြုံနှံခြင်းကအဓိပ္ပာယ်အရှိဆုံးဖြစ်တယ်ဆိုတာပါပဲ။ဒါကိုသာဝရတန်ဖိုးကိုအာယုံစိုက်ပါလို့မှတ်နိုင်ပါတယ်။ ဟုတ်ကဲ့ဒီအချက်ဒီအားလုံးကိုခြုံငုံပြောလေးနီးငုံချုပ်နေနဲ့စဉ်းစားစရာလေးတခုတင်ပြချင်ပါတယ်ရှင်ဟုတ်ကဲ့ဒီ wise believers ရဲ့သုံးသက်ချက်ကိုအချက်ခံပြီးမေခွန်းထုတ်ကြည့်ရရင်ပေါ့ချစ်ချစ်မေတ္တာကိုဒီလိုမျိုးနတ်နေပြီးလက်တွေ့အကြကသာဝရတည်မြဲတဲ့တပိုးရရားတခုအဖြစ်နားလေလိုက်ခြင်းကလူတို့ဦးရဲ့ဘဝကိုဘလို့များပြောင်းလဲသွားစေနိုင်မလဲဟွန်းစဉ်းစားကြရပါ ဥပမာကိုယ့်ရဲ့ပုံကိုယ်ရေးဆက်ဆံရေးတွေမှာအရင်ကထက်ပိုပြီးတီးခန့်တက်လာမလားခွင့်လွတ်တက်လာမလားအလို့ခွင့်မှာဓမ္မမအတိုင်းအဝိုင်းမှာကိုယ့်ရဲ့အောင်မြင်မှုရာထူးဂုဏ်တိခါထက်လူလည်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့သူတို့ကိုချစ်ချင်းမေတ္တာပြတာဖို့ကိုပိုပြီးဦးစားပေးလာနိုင်မလားဟုတ်တယ်ဦးစားပေးမှုတွေပြောင်းလာနိုင်တယ်ဒါမှမဟုတ်ကိုယ့်ကိုနာကျင်အောင်လုပ်ထည့်သူတွေအပေါ်မှာတောင်အညိုအသေးမထားပဲကျေးဇူးပြုတတ်တဲ့ချစ်ချင်းမေတ္တာကိုလက်တွေ့ပြတာဖို့ဘယ်လိုစူးစမ်းကြည့်နိုင်မလဲ ဒီနားလည်မှုကကျွန်တို့ရဲ့ဦးစားပေးမှုတွေတံဖိုးထားမှုတွေကိုအကြီးအကျယ်ပြောင်းလဲစေနိုင်ပါတယ်လို့ထင်ပါတယ်။ဒါတကယ်ကိုအလေးနဲ့ဆင်ခြင်အမဲအချက်ပါပဲ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကချစ်ချင်းမေတ္တာဆိုတာပါလေဘလို့ကျင့်သုံးရမလဲဆိုတာကိုအဓိကထားထ ිය ောခဲ့တာဝန်။ဟုတ်ကဲ့။ဒီအပေါ်မှာထက်ဆင့်ပြီးဆင်းလာကြတဲ့ခုကတော့လေကိုကချစ်ချင်းမေတ္တာကိုတခြားသူတွေကိုဘလို့ပေးကမ်းမလဲဆိုတာကိုအာယုံဆိုင်နေုံနဲ့မဟုတ်ပဲ။ ဒီလိုမျိုးနည်းနည်းပြီးအနစ်နာခံတတ်တဲ့ချစ်ချင်းမေတ္တာကိုကိုယ်တိုင်ကကောဘလို့လက်ခံရယူဖို့အသင့်ရှိတယ်လေဆိုတာမျိုးပေါ့။အော်ဟုတ်တယ်လက်ခံဖို့အပိုင်းဟုတ်တယ်။ဒါမှမဟုတ်ကိုပတ်ဝန်းကျင်မှာ မျောလင်းမထားတဲ့နေရာတွေကနေကိုရှိကိုစီးဝင်လာနေတဲ့ဒီလိုချစ်ချင်းမေတ္တာတွေကိုကောတတိပြုမိရလားဆိုတာကိုဆက်လက်စဉ်းကျင်ကြည့်ဖို့ဖြစ်ပါလေ။တခါတလေကိုကဘေးကမ်းဖို့ပဲအာရုံစိုက်နေတယ်။ကိုအပေါ်ထားရှိတဲ့သူတစ်ပါးရဲ့မေတ္တာ ဖျားသခင်မေတ္တာကိုလက်ခံဖို့အတိမပြုမဲ့နေရတဲ့မှန်ပါတယ်ဒီလိုလက်ခံနိုင်စွမ်းရှိခြင်းကလည်းချစ်ခြင်းမေတ္တာပြေဝတဲ့အတ္တတာကိုတိဆော့ရမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နိုင်မယ်လို့တွေးမိပါတယ်ကောင်းပါပြီကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး7ကိုအတူတကွစူးစမ်းလေ့လာခဲ့ကြတဲ့အတော့ကျေးဇူးတင်ပါတယ် the wise believers ရဲ့လိလာတွေးရှိချက်တွေကိုအခြေခံတဲ့ဒီဆွေးနွေးမှုကနေရရှိတဲ့အတ္တိပညာနဲ့ထိုးထွင်းဉာဏ်တွေဟာနောက်တော်သူရဲ့နေစဉ်အတ္တတာမှာ ချစ်ချင်းမေတ္တာကိုပုံမနားလေသဘောပေါက်ပြီးလက်တွေ့ကျင့်သုံးနိုင်ဖို့အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့တဲ့ဆွေးနွေးမှုကိုဒီမှာပဲရန်နာလိုက်ပါစေ။